ကျောင်းမင်းမျိုးနယ်တွင်စစ်ကြောင်းထိုးလာသောစစ်တပ်က အသက်16နှစ်အရွယ်မင်းကလေးငယ်ကိုမရင်းချင်းတက်ဖြတ်ပြီးတန်ကားတစ်ပါးပါဝင်စုစုပေါင်းစစ်ပေးဆောင်ပြည်သူ၄ဦးကိုရရက်ဆက်ဆက်ပြစ်ခတ်တက်ဖြတ်ခဲ့။ရှမ်းပြည်နယ်မြောက်ပိုင်းကျောင်းမင်းမျိုးနယ်သို့စစ်ကြောင်းထိုးလာသောစစ်တပ်ကအသက်16နှစ်အရွယ်မင်းကလေးငယ်ကိုစစ်တပ်ကမရင်းချင်းတက်ဖြတ်ပြီးတန်ကားတစ်ပါးပါဝင်စုစုပေါင်းပြည်သူ၄ဦးကို ရရဲ့ဆက်ဆက်ပြစ်ခတ်တက်ဖြတ်ခဲ့ကြောင်းဒေသပြည်သူများနှင့်အသက်ခံရသူများ၏မိတ်ဆွေတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသွားပါသည်စက်တင်ဘာလ24ရက်နေ့ညနေပိုင်းကြောင်မဲမြို့နယ် နိုင်ခန့်ရွာအနီးတန်ကတော့တပားနဲ့စစ်ပေးဆောင်သားမိသုံးဦးဖြစ်သော အသက်၄၈နှစ်အရွယ်ဒေါ်လျမ်းသမီးဖြစ်သူအသက်၁၆နှစ်အရွယ်နန်းသိန်းစာသားဖြစ်သူအသက်၁၂နှစ်အရွယ်ဆိုင်းမောင်တို့ကိုစစ်တပ်ကတွေ့ရှိသွားကြောင်းရင်းနောက်စစ်တပ်က အသက်၁၆နှစ်အရွယ်နန်းသိန်းစာကိုမရင်းကျင်ပြီး ပထမဦးစွာတပ်ဖြတ်ကြောင်းထုတ်ပြန်ဒေါ်လျမ်းနှင့်ဆိုင်းမောင်တို့ကိုလည်းပြစ်ခတ်တပ်ဖြတ်ခဲ့ကြောင်းတန်ဃာတော်မူကိုကျေးရွာအနီးတွင်ပင်သက်ဖြတ်ခဲ့ကြောင်းသိရပါသည် အသက်ခံရသူတွေက စပေးရှောင်နေတဲ့နိုင်ခန့်ကျေးရွာကပါမိန်းကလေးငယ်ကိုမရင်းချင်းတက်ဖြတ်ထားတာမြင်လို့တော့မကောင်းဘူးအမေရောမောင်လေးကိုရောတတ်သွားတယ်ဦးစင်းတစ်ပါးကိုလည်းတတ်သွားတယ်စုစုပေါင်းတေဆုံးတာ၄ဦးပါစစ်တပ်အုံဆောင်တွေယူနီဖောင်းတွေဘောင်းဘီတွေကြံခဲ့တယ်တဲတဲမှာဟူဖြစ်စဉ်ကိုသိရှိထားသောဒေသပြည်သူကပြောဆိုပါတယ် ရှမ်းကျောင်းသားသမဂ္ဂကလည်းကြောင်မဲမျိုးနယ်တွင်စစ်တပ်ကအသက်မပြည့်သေးသောမိန်းကလေးငယ်တဦးကိုအာရမချင်းတပ်ဖြတ်ခဲ့ကတန်ဃာတပားပါဝင် စုစုပေါင်းပြည်သူ၄ဦးကိုတပ်ဖြတ်ခဲ့ကြောင်းယမန်နေ့သတင်းထုတ်ပြန်ထားပါသည်။အသက်ခံထားရသောမိသားစု၃ဦးနေထိုင်သည့်ဒဲထဲတွင်စစ်ကောင်စီတပ်သားများ၏ယူနီဖောင်းကြံရိတ်ခဲ့ကြောင်းယခုကဲ့သို့အပြစ်မဲ့ပြည်သူများကို ်စစ်ရာဇဝတ်မှုကျူးလွန်နေသည့်စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲအေးအေးယူပေးရန်ကမ္ဘာနိုင်ငံအသီးသီးနှင့်နိုင်ငံတကာအဖွဲ့အစည်းများကိုကျန်းကျောင်းသားသမဂ္ဂကတောင်းဆိုပါသည်ကျန်းကျောင်းသားသမဂ္ဂအနေဖြင့်ပြည်သူများအပေါ်ရာဇဝတ်မှုများကျူးလွန်လျက်ရှိသောစစ်ရာဇဝတ်ကောင်များကိုရရနည်းဖြင့်အပြစ်ပေးအရေးယူသွားနိုင်ရန်ကူညီပေးသွားမည်ဖြစ်ကြောင်းဆက်လက်ထုတ်ပြန်ထားပါသည်